ံးတစ်လုံးရှိအောင်နဲ့ cap cap ကိုအသုံးပြုပြီး documentary style editing နဲ့ next level ကိုစတင်လိုက်ရအောင် pro တယောက်လို edit ချင်နေဆိုရင်တော့မဖြစ်မနေဝင်ကြည့်တဲ့ video တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ let's go project ကိုနှိပ်မယ် new project ကိုနှိပ်ပြီးတော့ collagen နဲ့ background ပုံလေးတစ်ခုကိုရွေးပြီးတော့ add ကိုနှိပ်ပြီးတော့အထဲကိုထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ ending ကိုတစ်ခါလေးဖြတ်ထားလိုက်ပါမယ်ဒီ video ကိုကိုက5 second လောက်ထိလိုချင်တာဖြစ်တဲ့အတွက်5 second လောက်ထိတစ်ခါလေးထားလိုက်မယ်ပြီးလို့ရှိရင်တော့မြားလေးနဲ့ပြန်ထုတ်လိုက်မယ်ပေါ့နော်မြားလေးနဲ့ထုတ်ပြီးဆိုလို့ရှိရင်နောက်ထပ် buff layer လေးထည့်ချင်တာဖြစ်တဲ့အတွက်ကိုကဒီ overlay ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် add overlay ကိုနှိပ်မယ် ။ over လေးကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီ box layer လေးကိုထည့်လိုက်မယ်ပေါ့နော်။ box လေးရောက်လာပြီဆိုလို့ရှိရင်တော့ဒီ box လေးကိုလိုချင်တဲ့နေရာလေးမှာလိုက်ပြီးတော့ adjust လေးလုပ်လို့ရပါတယ်။ပြီးလို့ရှိရင်တော့ဒီ layer လေးကို video ရဲ့နောက်ဆုံးကိုဆွဲထားလိုက်ပါမယ်။ပြီးလို့ရှိရင်ဒါလေးကို duration လေးနည်းနည်းလေးဆွဲလိုက်ပါမယ်။ဆွဲပြီးပြီဆိုလို့ရှိရင်တော့အရှိဆုံးနေရာမှာပဲ key frame တစ်ခါချမယ်။ပြီးလို့ရှိရင်ဒီ 50f log ကိုတွားပြီးတော့ key frame လေးတစ်ခါချမယ်ပေါ့နော်။အရင်ဆုံး ချရတဲ့ keyframe နေရာကိုသွားမယ်သွားပြီဆိုလို့ရှိရင်ဒီ box လေးကိုအပေါ်မှာလုံးဝမမြင်ရတဲ့နေရာထိဆွဲထားလိုက်မယ်ပေါ့နော်ဆွဲပြီဆိုလို့ရှိရင်တော့ဒီ crop တွေဟာလေးကိုနှိပ်လိုက်ပါမယ် ဒီ group ထဲမှာဆိုလို့ရှိရင်ဒီ if in ဆိုတဲ့ group လေးကိုထည့်မယ်ပေါ့နော် if in ကိုနှိပ်လိုက်တယ် okay ဒီမျိုးလေးကြာလာပါပြီပြီလို့ရှိရင်အမှန်လေးကိုချစ်လိုက်မယ်အမှန်ကိုချစ်ပြီဆိုလို့ရှိရင်တော့ keyframe ချထားတဲ့အနောက်လေယာလေးကိုနည်းနည်းလေးဆွဲလိုက်မယ်ဆွဲပြီဆိုလို့ရှိရင်ဒီနေရာလေးမှာပဲ submit ကိုနှိပ်ပြီးတော့နောက်ထပ်တစ်ခါ duplicate လေးပေါ့မှာပေါ့နော်အရှိက keyframe ချခဲ့တဲ့လေယာကိုမလိုချင်တာဖြစ်တဲ့အတွက်ဒီဟာလေးကို separate လေးနှိပ်ပြီးတော့နောက်ကဟာလေးကိုပဲ duplicate ကြီးတက်တက်လေးခွဲပြီးတော့ထုတ်လိုက်တာပါပြီလို့ရှိရင်တော့ duplicate လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင် ီကြီးနေထားတဲ့နေရာလေးကိုထောက်ပြီးတော့အောက်ကိုဆွဲပြီးတော့အရှိကိုတိုးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ခုနကတော့ဂျူဘီကြိတ်လုထားတဲ့နေရာလေးကိုထောက်မယ်ထောက်ပြီးဆိုရှင်အောက်က tooth လေးတွေကိုဆွဲပြီးတော့ဒီမှာ mask ဆွဲဟာလေးကိုနှိပ်မယ် mask တဲမှာဆိုလို့ရှိရင်ဒီ horizon တဲကိုရွေးမယ်ပေါ့နော် horizon တဲကိုရွေးပြီးဆိုလို့ရှိရင် adjust ကိုနှိပ်မယ် adjust ကိုနှိပ်ပြီး rotate ကိုနှိပ်ပြီးတော့ဒီမှာ plus အာ180ပေါ့နော်အပေါင်း180လောက်ကိုလှည့်လိုက်ပါမယ် ကဲဒီမှာ180လောက်လဲပြီးပြီဆိုလို့ရှင် position ကိုသွားမယ် position က wine ကနေပြီးတော့အောက်ကိုဆွဲချခဲ့မယ်ပေါ့နော်ကဲဒီလောက်ရပြီဆိုလို့ရှင်တော့ဘေးနားကအမှန်လေးကိုချစ်ပြီးတော့ရပါပြီပြီးလို့ရှင်မြားလေးနဲ့ပြန်ထွက်မယ် add over လေးကိုနှိပ်ပြီးတော့ comment လေးလိုက်ထည့်မယ်ပေါ့နော်အဲ့ဒီ comment ကိုကိုက YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်အဲ့ဒီကနေပြီးတော့ screenshot လေးယူပြီးတော့ဖြတ်ထားဖို့လိုရပေါ့နော်အဲ့တော့ဒီ over လေးတဲ့ကနေပြီးတော့ comment လေးထည့်ပါမယ် ထမအောင်ဆုံးမှာ comment တစ်ခုလည်းပဲအရင်ဆုံးထည့်ပြမယ်ပေါ့နော်ဒီ app ကိုနှိပ်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီဟာလေးကိုဒီ box လေးရဲ့အထဲတဲ့အထိကိုမမြင်ရတဲ့နေရာထိတဲတဲလေးလောက်ပြီးတော့အထဲတဲ့ကိုထည့်ထားလိုက်မယ် ီးလို့ရှိရင်ဘေးလေးကိုဆွဲမယ်ဆွဲပြီးဒီမှာလေယာဆွဲဟာလေးရှိရပေါ့နော်အဲ့ဒီလေယာလေးကိုနှိပ်မယ်လေယာလေးကိုနှိပ်ပြီးတော့ဒီ box အလေကောင်က box လေးကခုနကောင်ကကို mask နဲ့လုပ်ခဲ့တဲ့ box လေးပေါ့နော်အဲ့ဒီ box လေးရဲ့ဘေးနားလေးကိုရှုပ်လိုက်ပါမယ်အဲ့ဆိုလို့ရှိရင်တော့ comment လေးကဒီ box လေးရဲ့အထဲထဲကိုရောက်သွားတယ်လို့ဖြစ်သွားရပေါ့နော်ပြီးတော့အမှန်လေးကိုချစ်မယ်ချစ်ပြီးဒါလေးကို key frame လေးနှိပ်မယ်ပေါ့နော် key frame လေးနှိပ်ပြီးဆိုလို့ရှိရင်တော့ဘေးလေးကိုတစ်ချက်ဆွဲမယ်ဆွဲပြီး key frame လေးတစ်ခါပြန်နှိပ်ပြီးတော့ဒီဟာလေးကို comment လေးကိုအပေါ်လေးတက်တက်လေးကိုဆွဲလိုက်မယ်ပေါ့နော် ပေဒါလေးကိုနည်းနည်းလေးချိန်လိုက်ပါမယ်။နည်းနည်းလေးချိန်လိုက်မယ်။ပြီးလို့ရှိရင်တော့အဲ့ဒီ key frame ရဲ့အောက်တက်တဲ့မှာပဲနောက်ထပ် comment လေးတစ်ခုကိုထည့်ထည့်မယ်ပေါ့နော်။အဲ့တော့ add over လေးကိုထည့်နေမယ်။ထည့်နေပြီးရင် comment လေးတစ်ခုကိုထည့်ပြီးတော့ထည့်မယ်ပေါ့နော်။ ဒါကိုထုံးစွဲတိုင်းမဲ့တသေးလေးချုံလိုက်ပြီးတော့ box လေးနဲ့မမြင်ရလို့ဆွဲလိုက်မယ်ပေါ့နော်ဘေးလေးကိုဆွဲမယ်ဆွဲပြီးတော့ဒီ layer လေးကိုနှိပ်ပြီးတော့ခုနလိုမျိုးပဲ box လေးရဲ့အနောက်ကိုဒါလေးကိုဆွဲလိုက်ပါမယ်ဆွဲပြီးအမှန်လေးကိုချစ်မယ်အမှန်လေးကိုချစ်ပြီးပြီဆိုလို့ရှိရင် key frame လေးနှိပ်မယ်ပေါ့နော်ပြီးရင်ဘေးလေးကိုနည်းနည်းပြန်ဆွဲမယ်ပြီးရင် key frame လေးတစ်ခါပြန်နှိပ်မယ်ပြီးလို့ရှိရင်တော့ဒီ comment လေးကိုအပေါ်လေးကိုဆွဲပြီးတော့နည်းနည်းလေးချဲ့မယ်ပေါ့နော် Okay, delete ချက်ပြီးပြီဆိုလို့ရှိရင် ဘေးလေးကိုနည်းနည်းလေးဆွဲမယ်ဆွဲပြီးရင်ကြီးဖိန်လေးတစ်ခါနှိပ်မယ်အပေါ်ကလေယာကိုလည်းကြီးဖိန်လေးတစ်ခါနှိပ်မယ်ပေါ့နော်ဒီဘေးလေးကအာဒီကြီးဖိန်ရဲ့အပေါ်တက်တက်မှာတစ်ခါကြီးဖိန်တစ်ခါထပ်ထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီဦးမောင်ကထားခဲ့တဲ့ကြီးဖိန်လေယာကိုပြန်ထောက်မယ်ထောက်ပြီးရင်ဒါလေးကိုဘေးလေးကိုနည်းနည်းလေးဆောင်းလိုက်မယ်ပေါ့နော်โอเคလိုလေးဘေးလေးကိုစောင်းလိုက်ပါမယ်ပြီးလို့ရှိရင်အောက်ကလေယာကခုနထားခဲ့တဲ့ key frame မှာလည်းဘေးလေးကိုနည်းနည်းလေးစောင်းလိုက်မယ် โอเคดูเลยอ่ะเปาะเนาะพี่รู้สิเนาะปฐมก็ดีมาทาแก้กี้เฟรมเลียร์นี้มาเว้ยกูอ่ะไอ้เลียร์นี้มาเว้ยทาพี่แล้วเหมียลีเนี่ยเปลี่ยนถั่วมั้ย add over นี้โหน่บพี่แล้วคอมเมนต์ตะคู่รอบแท้ตะคู่แท้ๆมั้ยเปาะเนาะดีคอมเมนต์นี้โหแท้ไล่มั้ย add โหน่มั้ยคุณน่ะโหลမျိုးเว้ยลงว่าไม่มีอ่ะที่โหเตเตเลชุบไล่มั้ยพี่ ပေါ့စ်လေးတဲ့ကိုထည့်မယ်ဘေးလေးကိုဆွဲမယ်လေယာလေးကိုနှိပ်မယ်အဲ့လေယာလေးကိုနှိပ်ပြီးတော့ပေါ့စ်လေးရဲ့ဘေးနားလေးကိုဒီမျိုးလေးဆွဲလိုက်မယ်ပေါ့နော်ပြီးတော့အမှန်လေးကိုချစ်မယ်အမှန်ချစ်ပြီဆိုရင် key frame ကိုနှိပ်မယ်ခုနကကိုဒီဘေးလေးတွေဆွဲခဲ့တဲ့ key frame လေယာလေးရှိရမလားအဲ့ဟာလေးတွေတိုင်းမယ်အောက်ကလေယာကိုလည်းထောက်မယ်ထောက်ပြီးလို့ရှိရင်အပေါ်တက်တဲ့ကိုဆွဲပြီးတော့ဒါလေးကိုချဲ့လိုက်မယ်ပေါ့နော် โอเคဒီမျိုးဆိုလို့ရှိရင်ရပါပြီဒါရီအားလုံးကိုလေယာလေးတွေညှိတော့လို့လည်းညှိပြီးလို့ရှိရင်တော့ play လုပ်ကြည့်လို့ရပါပြီ new project ကိုနှိပ်မယ် new project ကိုနှိပ်ပြီးတော့ခုနလိုမျိုးပဲ background လေးကိုအရင်ဆုံးထည့်လိုက်ပါမယ်ပြီးရင်တော့နောက်ဆုံး ending ကိုတစ်ခါလေးထည့်လိုက်ပါမယ်ပြီးလို့ရှိရင် overlay ကိုနှိပ်မယ် add overlay ကိုနှိပ်ပြီးတော့ character လေးတစ်ခုကိုထည့်မယ်ပေါ့နော် character လေးရောက်လာပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့လိုမျိုး adjust လေးလုပ်လို့ရပါပြီ okay ဒီလိုလေး adjust လေးလိုက်လုပ်မယ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ bill လေးကိုဆွဲပြီးတော့ bill လေးမှာအာဒီမှာ adjust ဆိုလေးရှိရပေါ့နော်အဲ့ဒီ adjust ကိုနှိပ်မယ် adjust ကိုနှိပ်ပြီးဆိုလို့ရှိရင် bill လေးကိုထပ်ဆွဲမယ်ဒီမှာ hsn န်ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒီမှာဒီလိမ္မော်ရောင်လေးကိုရွေးပြီးတော့ saturation ကို plus back ကိုအဲတရာအထိကိုရှုလိုက်မယ်ပေါ့နော်အဲ့ဒါမှပုံလေးကဆူဆူလေးပေါ့နော်အဲ့လိုလေးဖြစ်နေတာဖြစ်ပါတယ်ပြီးလို့ရှိရင် ml လေးကိုချစ်မယ် ml လေးကိုထပ်ပြီးတော့ချစ်မယ်ချစ်ပြီးပြီဆိုလို့ရှိရင်တော့ဘေးလေးကိုပြန်ဆွဲမယ်ဆွဲပြီးဒီမှာ mask ဆွဲဟာလေးရှိရနော်အဲ့ဒီ mask ကိုနှိပ်မယ် mask ကိုနှိပ်ပြီး horizontal ကိုပဲနှိပ်မယ် horizontal ကိုနှိမ်ပြီဆိုလို့ရှိရင်တော့လက်ချောင်းလေးနဲ့အပေါ်လေးပေါ့နော်ခေါင်းလေးတစ်ဝက်လောက်ပဲကျွန်တော်ရဲ့နေရာထိကိုထားလိုက်ပါမယ်ပြီးအမှတ်လေးကိုချစ်မယ်အမှတ်လေးကိုချစ်ပြီဆိုလို့ရှိရင်ဒီပုံလေးကို duplicate လေးပွားလိုက်မယ်ပေါ့နော် duplicate လေးပွားလိုက်တဲ့ layer ကိုအောက်ကိုဆွဲပြီးတော့အရှိဆုံးကိုထားလိုက်မယ်ခုနက duplicate ထားခဲ့တဲ့ layer လေးကိုထောက်မယ်ထောက်ပြီးဆိုလို့ရှိရင် mask ကိုပြန်သွားမယ် mask ကိုပြန်သွားပြီဆိုလို့ရှိရင် adjust ကိုနှိမ်မယ် rotate ကိုနှိမ်ပြီဆိုလို့ရှိရင်တော့ဒီ plus အာ180ပေါ့နော်180ဘက်ကိုလှည့်လိုက်ပါမယ် ။ Okay 180ဒီလက်ပြီးပြီဆိုလို့ရှင်တော့အမှန်လေးကိုချစ်ပါမယ်။အမှန်ကိုချစ်ပြီးပြီဆိုလို့ရှင်ဒါလေးကို duration လေးနည်းနည်းလေးချစ်လိုက်မယ်။ပြီးလို့ရှင်အပေါ်က layer လေးကိုထောက်မယ်ပေါ့နော်။ 50f လောက်မှာ key frame တစ်ခါထောက်မယ်။ပြီးလို့ရှင်ဘေးလေးနည်းနည်းဆွဲပြီးတော့ key frame တစ်ခါထောက်မယ်ပေါ့နော်။ key frame အဲ့ဒီဒုတိယတစ်ခါထောက်ခဲ့တဲ့ key frame နေရာမှာအောက်က tools လေးတွေကိုဆွဲမယ်။ဆွဲပြီးတော့ဒီ base ဆွဲဟာကိုနှိပ်ပြီးတော့ rotate ကနေပြီးတော့ဒါလေးကိုကိုလိုချင်လိုမျိုးလေးပေါ့နော်။ကိုလှည့်ခြင်းတဲ့ဘက်လေးကိုလှည့်လိုက်ပါမယ်။ ဒီမှာဆိုလို့ရှိရင်တော့ minus ဘက်ကိုလှည့်ရပေါ့နော် minus 40လောက်ပဲထားလိုက်မယ်ပြီးလို့ရှိရင်တော့ position ကနေပြီးတော့တို့ချင်းတဲ့နေရာလောက်ကိုလိုက်ပြီးတော့ adjust လေးလိုက်လုပ်ပါမယ် โอเคဒီလိုလိုလေးရလာပြီဆိုလို့ရှိရင်တော့အမှန်လေးကိုချစ်လို့ရပါပြီအမှန်ကိုချစ်ပြီးလို့ရှိရင်အရှိကကီးဖိန်ခုနကအရှိမှာကီးဖိန်ထားခဲ့တဲ့နေရာလေးကိုတွားလိုက်မယ်โอเคတွားပြီဆိုလို့ရှိရင်ညားလေးနဲ့ပြန်ထွက်ပြီးတော့အုံနောက်ပုံစံလေးထည့်မယ်ပေါ့နော် add over လေးကိုနှိပ်ပြီးတော့အုံနောက်ပုံစံလေးထည့်ပါမယ်အုံနောက်ပုံစံလေးထည့်လိုက်မယ် add ကိုနှိပ်မယ်ပြီးရင်ဒီအုံနောက်ပုံစံလေးကနည်းနည်းလေးကြီးမြားဖြစ်တဲ့အတွက်နည်းနည်းလေးသေးလိုက်မယ်ပေါ့နော်သေးပြီးလို့ရှိရင်ဒီဟာလေးကိုအရာလေးနည်းနည်းပြောင်းလိုက်မယ်ပေါ့နော် ပေးလေးကိုဆွဲမယ်ဒီမှာ HS ဆွဲဟာလေးကိုနှိပ်မယ် HSM ကိုပဲရွေးမယ်ပေါ့နော်ဒီမှာလိမ္မော်ရောင်ကိုပဲ saturation ကို plus back ကို100အထိရွှေ့လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အရောင်လေးကဆူဆူလေးပြောင်းသွားရပေါ့နော် ML ကိုချစ်မယ် ML ကိုထပ်ပြီးတော့ချစ်လိုက်ပါမယ်ချစ်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လေယာလေးကအာလူရဲ့အပေါ်မှာအုံနောက်လေးကရောက်နေတိတ်ပြီးတော့မလှတဲ့အတွက်ဒီဟာလေးကိုလေယာလေးပြောင်းမယ်ပေါ့နော်လေယာလေးကိုနှိပ်မယ် ်နေပြီးလို့ရှိရင်လူနေကအနှစ်ပုံလုံးပေါ့နော်အဲ့နှစ်ပုံလုံးရဲ့အနောက်ကိုအုံနောက်လေးကိုရွှေ့လိုက်မယ်ဆိုလို့ရှိရင်လူလေးဖြစ်သွားပါတယ်ပြီးအမှန်လေးကိုချက်မယ်အမှန်ကိုချက်ပြီးပြီဆိုလို့ရှိရင်ဒီမှာ key frame လေးကိုနှိပ်မယ်ပေါ့နော်ဒီမှာအပေါ်မှာထားခဲ့တဲ့ key frame နဲ့တက်တက်မဲ့အုံနောက်ကိုလည်း key frame နဲ့တက်တက်ပဲထားမယ်ပြီးလို့ရှိရင်ဒုတိယ key frame ထားခဲ့တဲ့နေရာကိုတွားပြီးတော့အဲ့ဒီအုံနောက်လေးရာကိုလည်းဒီလိုမျိုးပဲ key frame လေးကိုတက်တက်မှာပဲထားမယ်ပေါ့နော်ဒီတစ်ခါမှာဆိုလို့ရှိရင်တော့ဒီဒုတိယ key frame မှာအပေါ်လေးကိုနည်းနည်းတိုးလိုက်မယ်ပေါ့နော်အုံနောက်လေးရောအပေါ်လေးနည်းနည်းတိုးလိုက်မယ်ပြီးလို့ရှိရင်တော့အားလုံးကို လေယာလေးတွေညှိပြီးလို့ရှိရင်ပြန်ပြီးတော့ပေးလို့ကြည့်လို့ရပါပြီ။အခုပြပြခဲ့တဲ့ documentary stand edit နှစ်ခုကိုနားလည်လည်မလို့ထင်ပါတယ်။နောက်ထပ် video တွေမှာတော့တခြားစိတ်ဝင်စားစရာ animation တွေကိုထပ်တင်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လေးနှိပ်ခဲ့ပေးဖို့ပြောချင်ပါတယ်။